အာဆီယံအောစတာနဲ့စီချင်းထိုးရမယ်ဘူကေဂျာလီကွင်းထဲကနန်းကြပရင်အားလုံးပဲမင်္ဂလာပါ 3K Sport 2.0ကနေကြိုဆိုပါရယ်မိုင်သင်းကစိတ်ပြတ်ရှက်ယုံပွဲကဘောလုံးရာသီတစ်ခုပြီးပြီးချင်းပဲငွေရှာထွက်ပါရယ်မလေးရှားနိုင်ငံဘူကေဂျာလီကွင်းမှာအာဆီယံအောစတာအသင်းနဲ့မိုင်သင်းပထမဆုံးပွဲခြေစမ်းကစားမှာပါမိုင်ကစူလာလက်မဲ့ဖြစ်ပြီးတော့တန်းမစင်းရအောင်ရုံးကန်ခဲ့ရပေမဲ့ဘူကေဂျာလီကွင်းနဲ့မိုင်ကိုကြည့်ချင်လို့စောင်းမျောနေသူတွေများစွာရှိနေပါရယ် မန်ယူတဲ့ကဘာရဝမ်းမှာပြိဿတန်ပေါင်း900နီးပါးရှိနေပြီးတော့ထပ်ဝက်ကျော်အာရှပစိဖိတ်ရက်ဝန်းဘက်ကပါမန်ယူကပရီးမီးယားလိဖလားမရတာ12နှစ်ချန်ပီယံလိဖလားမရတာ18နှစ်ရှိနေပေမဲ့အာရှမှာမန်ယူသင်းပြိဿဒုတဲ့အများဆုံးရှိနေတယ်အာရှပြိဿအများဆုံးအားပေးကြတဲ့ပရီးမီးယားလိအသင်းဖြစ်ဒီရှိနေသေးပါမန်ယူကအာရှန်အော်စတာအသင်းပါဝင်300တွဲမှာခြေစမ်းပွဲ2ပွဲကစားသွားမှာဖြစ်ပြီးတော့ပေါင်၈တန်းရပါမယ်မလေးရှားအခြေဆိုင်22 13အဖွဲ့စည်းတီထောင်ထားသူဂျာနယ်လစ် Harris Delo က မလေးရှားပြိသက်တွေကမန်ယူလာမယ်ဆိုလို့တိတ်ပြီးစိတ်လို့ရှားနေပါတယ်လို့ပြောထားတယ်။ပြိသက်၈၄00ဆန်းတဲ့ဘူကစ်ဂျာလီကွင်းရဲ့လက်မှတ်ထပ်ဝက်ကြော်ဟာစတင်ရောင်းချခဲ့တဲ့နိုင်ပိုင်းတွင်းမှာပဲကုန်သွားခဲ့ပါတယ်။တန်ဘိုးကြီးလက်မှတ်တွေကတော့ဂျန်နီသေးတာပါ။မန်ယူက၂၀၀၉ခုနှစ်မှာမလေးရှားကိုခြေစမ်းပွဲလာပြီးတော့ကစားခဲ့ဘူးပါတယ်။အဲ့ချိန်တုန်းကမန်ယူကချန်ပီယံလိဂ်ဖလားရာပြီးကစားအသင်းဖြစ်လို့ပြိသက်တွေကပို့ပြီးတော့အားပေးခဲ့ကြပါတယ်။ဇာလက်ဖောက်ဆန်ရဲ့မန်ယူအသင်းကမလေးရှား11အသင်းကို၃ဂိုး၂ဂိုးနဲ့နိုင်ပြီးတော့ ရိုနီနာဒီနဲ့မိုက်ကယ်အိုဝင်တို့ကဂိုးတွေသွင်းခဲ့ကြပါတယ်အခု16နှစ်ကြာမလေးရှားခြေစမ်းပွဲမှာမန်ယူကအာဆီယံအော်စတာအသင်းကိုနိုင်အောင်စုတောင်းနေရပါပြီမန်ယူကမလေးရှားမှာခြေစမ်းပွဲကစားပြီးရင်ဟောင်ကောင်မှာခြေစမ်းပွဲတစ်ပွဲထပ်ပြီးတော့ကစားသွားပါမယ်အဲ့ဒီပွဲအတွက်လက်မှတ်တွေကတိတ်ပြီးတော့မရောရသေးပါဘူးအရင်တုန်းကဆိုရင်ရှစ်တောင်အာရှမှာမန်ယူပွဲရှိရင်ထိုင်းနိုင်ငံပရိသတ်တွေဥမျိုးနေတတ်ပါတယ်အခုမလေးရှားပွဲကိုဘန်ကောက်ကထိုင်းလူမျိုးမန်ယူပရိသတ်တွေတိတ်ပြီးတော့စိတ်ဝင်စားခြင်းမရှိဘူးလို့ BBC ကဖော်ပြခဲ့ပါတယ် လွန်ခဲ့တဲ့15နှစ်လောက်တုန်းကတောင်ကိုရီးယားမှာမန်ယူသင်းခြေစမ်းပွဲလာကစားခဲ့ဘူးတယ်။တောင်ကိုရီးယားအသင်းရဲ့သူရဲကောင်းပတ်ဂျီဆန်ကမန်ယူသင်းတို့ကဂိုးသွင်းပြခဲ့တယ်။အဲဒီအချိန်တုန်းကတောင်ကိုရီးယားတိုင်းနိုင်ငံလုံးကမန်ယူမှမန်ယူပါ။အခုတော့အဲ့လိုမဟုတ်တော့ပါဘူး။ဆွေအောင်မင်းကြောင့်စပါပရိသတ်တွေပို့ပြီးတော့များလာခဲ့တယ်လို့ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာမန်စီးနဲ့လီဗာပူးရဲ့အောင်မြင်မှုတွေကြောင့်အဲ့ဒီနှစ်သင်းပရိသတ်တွေများလာပြီးတော့မန်ယူသင်းပရိသတ်ဦးရေကကြာဆင်းသွားခဲ့ရတယ်။ရွှေတီဆောင်ခဲ့တဲ့အချိန်မှီခဲ့တဲ့မန်ယူသင်းအမာခံပရိသတ်တွေလောက်ပဲကြံနေခဲ့တော့တာပါ။ အရင်တော့ကအာရှဈေးကွက်ကိုမိုင်ကစိုးမိုးထားပေမယ့်ဗီဂရက်နှစ်တွေတွဲမှာလီဗာပူးမန်စီးတို့ကဈေးကွက်ကိုဝင်လူလာတယ်။မိုင်ထပ်ပို့ပြီးတော့အောင်မြင်တဲ့အသင်းတွေဖြစ်လို့လဲအာရှဈေးကွက်မှာမိုင်ကအချိန်ဝါကြာဆင်းလာခဲ့ရပါတယ်။အိန္ဒိယ၊တရုတ်၊ဂျပန်ဈေးကွက်တွေမှာမိုင်နေရာတိတ်ပြီးတော့မရတော့ပါဘူး။အိန္ဒိယနိုင်ငံမွန်ဘိုင်းကပရီးမီးယားလိပရိသတ်ရောက်စင်းကဂျာဂျင်ကလော့လက်ထက်မှာလီဗာပူးကအောင်မြင်မှုတွေရသလိုကစားပုံကလည်းဖျော်ဖြေဆန်ခဲ့ပါတယ်။မန်စီးကလည်းဂွာဒီယိုလာနဲ့အတူတိတ်ပြီးအောင်မြင်ခဲ့သလို ဟာလန်ရဲ့သွင်းကိုယ်ကြီးကြောင့်လည်းပြိသက်အကြိုက်ဖြစ်လာခဲ့ရတယ်။မိုင်ကအောင်မြင်မှုတွေမရတဲ့ပြင်ကစားတာလည်းဆွဲဆောင်မှုမရှိလို့ဘသူမှမကြည့်ကျင်ကြတော့ပါဘူး။ဒါလောက်ရှုံးနေတဲ့အသင်းကိုဘသူကအားပေးခြင်းမလဲလို့ပြောခဲ့ပါတယ်။မိုင်ခေကောင်းစင်မှာမွေးခဲ့တဲ့အသက်25နှစ်ကနေ40အရွယ်ကြားပြိသက်တွေကမိုင်ကိုအားပေးပြီးတော့အခုကလူငယ်ပြိသက်တွေကမန်စီဘတ်တော်သားတွေဖြစ်ကုန်ကြပါပြီ။ရောက်စင်းရဲ့တငယ်ချင်းကသူ့သားကိုသူ့လိုမျိုးမိုင်ပြိသက်ဖြစ်စေခြင်းလို့မိုင်အသင်းဂျာစီဝယ်ပေးပေမဲ့သူ့သားကမန်စီဂျာစီကိုပဲယူခဲ့ပါတယ်။ မလေးရှားလူငယ်ပြည်သက်တွေကလည်းဒီလိုပါပဲအောင်မြင်တဲ့အသင်းတွေပဲကြည်ကျင်ပြီးတော့စုပ်ပြတ်တက်နေတဲ့မန်ယူလိုအသင်းကိုစိတ်ဆင်းခံပြီးတော့မကြည်ကျင်ကြတော့ပါဘူးဆွေအောင်မင်းကြောင့်တောင်ကိုရီးယားမှာစပါပြည်သက်တွေပို့ပြီးတော့များလာနေလို့မီတိုမာကြောင့်လည်းဂျပန်နိုင်ငံမှာ Brighton အသင်းကလူကြိုက်များလာခဲ့ပါတယ်လက်စတာအသင်းကိုထိုင်းလူမျိုးတွေပိုင်ဆိုင်နိုင်ခဲ့ပြီးတဲ့နောက်ထိုင်းခြေဆိုင်မန်ယူအသင်းပြည်သက်တော်တော်များများလက်စတာပြည်သက်တွေဖြစ်ကုန်ကြတယ်လက်စတာကပရီးမီးယားလိချန်ပီယံယူပြလိုက်လို့ပို့ပြီးတော့ရေးပန်းစားခဲ့ပါတယ်တောင်ကိုရီးယားမှာ Liverpool Chelsea နဲ့ Arsenal ပြည်သက်အဖွဲ့တွေထက် မိုင်ယုံပြိသက်အဖွဲ့တွေပို့ပြီးတော့များနေသေးပါမိုင်ယုံသင်းမာကန်ပြိသက်တွေကသူတို့အသင်းအားကောင်းပေါင်းတန်ပြန်ပြီးတော့ဖြစ်လာမယ်ဆိုပြီးတော့ယုံကြည်နေပါတယ်အဲ့ဒီချိန်ကိုစောင့်မျှော်ရင်းမိုင်ယုံသင်းမာကန်ပြိသက်တွေဖြည့်သိမ့်နေပါတယ်ဟုတ်ကဲ့ပါဒီနေ့မှကစားသွားမယ်အာဆီယံအော်စတာသင်းရဲ့ပွဲစဉ်မှာရောအမ်အိုရီအနေနဲ့မိုင်ယုံသင်းတို့ဖလားတလုံးစောင့်ခြင်းပေးသွားနိုင်မလားစောင့်ကြည့်ကြရအောင်ပါ